Telegram ကနေစကားတွေအကြည့်များလို့ဖုန်းမမ်မိုရီခဏခဏပြီးတဲ့ပြဿနာကိုကြုံနေကြတဲ့သူတွေရှိကြလား။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာကတော့ Telegram ကနေစကားအကြည့်များတဲ့သူတွေအတွက်ဘလောက်ပဲစကားတွေကြည့်ကြည့်ဖုန်း store တွေခဏလေးနဲ့ပြည့်မသွားအောင်ချိန်ထားပေးလို့ရမယ့် setting လေးတစ်ခုကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဘယ် setting လေးဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲက Telegram software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ။ โอเคပါဆော့ဝဲတွေကိုရောက်ပြီဆိုရင်တော့ကျတို့ဘယ်ဘက်ပေါ်ထောင်းမှာရှိတယ်ကျတို့မီနူဘားလို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ဖက်ဝင်ပေးလိုက်ပါခင်ဗျာโอเคပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျတို့အနေနဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคပါ setting လေးတဲ့ကိုကျတို့အနေနဲ့ထပ်ဝင်ပေးလိုက်ပါ setting လေးကိုရောက်ပြီဆိုရင်တော့ကျော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ data and storage ဆိုတဲ့ setting လေးတက်ကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါ data and storage ဆိုတဲ့ setting လေးတက်ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ ဟုတ်ကဲ့ပါ data and storage ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးပိတ်ပေးရမယ့် setting လေးဒီကတော့ဒီမှာရှိတဲ့ကျွန်တော်တို့ automatic media download ဆိုတဲ့ setting လေးရဲ့အောက်မှာရှိတဲ့ဒီခလုတ်သုံးခုကိုကျွန်တော်တို့အနေနဲ့ဖွင့်ထားတယ်ဆိုရင်တော့ပိတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ setting လေးသုံးခုကိုမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဖွင့်ထားတယ်ဆိုရင်ပထမဆုံးအနေနဲ့ဒီ setting လေးသုံးခုကိုပိတ်ပေးလိုက်ပါခင်ဗျာ။ โอเคပါဘီဖြစ်ဆိုရင်တော့ကျွန်တော် screen ကိုပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ save to gallery ဆိုတဲ့ setting လေးအောက်မှာရှိတဲ့ setting လေးသုံးခုကိုလည်းကျွန်တော်နည်းနည်းပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ mouse တွေရဲ့ဖုန်းထဲမှာဒီ setting လေးတွေလည်းဖွင့်ထားတယ်ဆိုရင်တော့ကျွန်တော်နည်းနည်းပိတ်ပေးလိုက်ပါခင်ဗျာ ။ Okay ပါဒါကတော့ဒုတိယမြောက် setting လေးပဲဖြစ်ပါတယ်။ Okay ပါနောက်ဆုံးအနေနဲ့ကျွန်တော်တို့လုပ်ပေးရမယ့် setting လေးကတော့ဒီအပေါ်ဆုံးမှာရှိတဲ့ story usage ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်။ဒီမှာဆိုရင် story usage မှာဆိုရင်ကျွန်တော်တို့အသုံးပြုထားတဲ့ usage ဆိုရင်တော့2.20 kit တောင်မှရှိပါတယ်။ဒါ2 kit ကျော်ဆိုရင်ကျွန်တော်တို့ memory ခဏလေးနဲ့ကျွန်တော်တို့ပြည့်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီ story usage ဆိုတဲ့ setting လေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့နေနဲ့အမှိုက်လေးတွေရှင်းပေးရမှာဖြစ်ပါတယ်။ဒီအမှိုက်လေးတွေရှင်းဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ story usage ိုတာကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်တော့ဒီမှာတွေ့နေရတဲ့ကျွန်တော် clear cut ဆိုပြီးတော့ကျွန်တော်2.20 case ဆိုတဲ့အပြာရောင်စာတန်းလေးကိုကျွန်တော်တို့နေနှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာ okay ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အနည်းရောင်စာတန်း clear cut ဆိုတာကိုကျွန်တော်တို့နေဆက်နေပြလိုက်ပါခင်ဗျာ ဒါဆိုရင်တော့ဒီနေရာမှာတရားရာဂိုင်နှုန်းပြအောင်စောင့်ပြီးသွားပြီဆိုရင်တော့ဒီမှာ 2.20k free on your device ဆိုပြီးတော့ဇာတ်လမ်းလေးပေါ်လာပါပြီ။ဒါဆိုရင်တော့ဒီအပေါ်မှာကျွန်တော် story clear ဆိုပြီးတော့အမှန်ကြီးအစိမ်းရောင်လေးလည်းပြသွားပြီဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းထဲမှာကျွန်တော် Telegram ထဲမှာကြည့်ခဲ့တဲ့ကျွန်တော်အမှိုက်ကလေးတွေပေါ့နော်။ video တွေကျွန်တော်ဓာတ်ပုံတွေဒီအမှိုက်လေးတွေကိုကျွန်တော်နဲ့ရှင်းထုတ်ပြီးသွားပြီဖြစ်ပါတယ်။ဆိုတော့ message တွေနေနဲ့ဒီ setting လေးကိုတော့ဒီနောက်ဆုံးမှာပြောပြပေးသွားတဲ့ဒီ အဲကျွန်တော်တို့ story usage setting လေးကိုတော့မိတ်ဆွေတို့အနေနဲ့တပတ်မှတစ်ခါလောက်တော့လုပ်ပေးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဇာတ်ကားတွေကြည်တိုင်းကြည်တိုင်းမှာကျွန်တော်တို့ရဲ့ memory ကအများကြီးစားတာဖြစ်ပါတယ်။ဆိုတော့ဒီ setting လေးကိုတော့မိတ်ဆွေတို့အနေနဲ့တပတ်မှတစ်ခါလောက်ဖြစ်ဖြစ်ကိုယ်အနေနဲ့ဒီရှင်းထုတ်ပေးဖို့တော့လိုတယ်ပေါ့နော်။အခုနပြောပြပေးခဲ့တဲ့ setting လေးတစ်ခုကိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာအမြဲတစေပိတ်ထားပေးဖို့လိုပါတယ်ခင်ဗျာ။ Okay ပါဒီလောက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်တို့ဖုန်း memory ခဏခဏပြည့်နေတဲ့ သူတွေအနေနဲ့ဒီ setting လေးတွေကိုအသုံးပြုပြီးတော့ Telegram ကနေစကားတွေဘလောက်ပဲကြီးကြီးဖုန်း memory ခဏခဏပြည့်တဲ့ပြဿနာကိုရှင်းထုတ်သွားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီမောမျှဝေပေးခဲ့တဲ့အထက်မှာနောက်မလဲတာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။